ဆိုလို့ပရိသတ်တွေတည်ထားကြတဲ့တင်းလင်းဟာသူ့ရဲ့တကူရောတေးဆီးရီးဖြစ်တဲ့ Vitamin D တေးဆီးရီးသတင်းစာရှင်လင်းပွဲကိုဇန်နဝါရီလ9ရက်နေ့ကရန်ကုန်မြို့မှာရှိတဲ့ Orchid Hotel မှာပြုလုပ်ခဲ့ပါတယ် Vitamin D တကူရောတေးဆီးရီးကို၃နှစ်ကြာကြာပြင်ဆင်ခဲ့ပုံနဲ့ပတ်သက်ပြီးအဆိုတော်တင်းလင်းကအခုလိုပြောပါတယ်အာအဲ့ဒါဒီကရအဓိကတော့ဟိုအလုပ်သိမ့်မလုပ်တာလည်းပါတယ်။နောက်ဟိုဘက်မှာရုပ်ရှင် ဘက်သွားရိုက်နေတဲ့အခါကျတော့လေရုပ်ရှင်ရိုက်တာကြီးပါနေရှုံနာနဲ့အခွေးပဲလည်းသိမလဲပြေပြီးတော့အချင်းတွေလည်းဟောင်းဟောင်းလို့ဆိုပြီးတော့ပြန်လဲတာပါညာနဲ့ဆိုချာသွားတာဟုတ်အာကျွန်တော်ကကျွန်တော်နာမည် T ဆိုရဲဟာကိုယူပြီးတော့ကျွန်တော်အဲ့လို T series ဆိုတော့နော်ပထမခွေတော့ညော T virus အခုဒီဒုတိယခွေကျတော့ vitamin D ဆိုပြီးပေးထားဟုတ်အဲအခုလာမယ့်59ရက်နေ့တလပိုင်း59ရက်နေ့တနင်္ဂနွေနေ့ပေါ့အဲ့ဒီကြလို့ရှိရင်လေဒန်စင်တာမှာ3နိုင်ရ5နိုင်ဒီ promotion area မှာကျွန်တော် promotion ဝယ်လုပ်မယ်ဟုတ် ဒီ day series မှာ featuring အနေနဲ့ဒေသရှင်ရဲလေးဘန်နီဖြိုးနှင်းစီမေကိကိကျော်စိုးတို့ကပါဝင်တည်ဆူထားပြီးရဲလေးနဲ့ဘန်နီဖြိုးကတော့တေးရီအနေနဲ့ပါပါဝင်အားဖြည့်ထားတာပဲဖြစ်ပါတယ်သိန်းလေးရဲ့ vitamin D day series ကိုဇန်နဝါရီလ15ရက်နေ့မှာစတင်ဖြန့်ချီသွားမယ်လို့သိရပါဗျ။ဒီပွဲကိုလာရောက်ခဲ့တဲ့အဆိုရဘန်နီဖြိုးကလည်းသူ့ပါဝင်သီဆိုရေးသားပြပုံနဲ့ပတ်သက်ပြီးအခုလိုပြောပါဗျ။ ကိုလင်းခွေမှာကျွန်တော်ကဟိုအသေးခွေရညဆိုတဲ့ချင်းတို့ကိုအေးရော featuring နေနေတော့ပါထားပါရဗျာဟုတ်ကျွန်တော်ကျွန်တော်ရဲ့အဓိကအလုပ်ဖြစ်တဲ့ကျွန်တော်တကယ်ဝါသနာပါတဲ့ကျွန်တော်ဒီတခြင်းလုပ်တဲ့အပေါ်မှာကျွန်တော်တာဝန်မကျေလို့ဖြစ်တဲ့တကြောင်မလို့ဟိုဒီတစ်နှစ်လုံးရော နောက်များသောအားဖြင့်တခြင်းကိုပဲကျွန်တော်အဓိကထားပြီးတော့လုပ်ဖြစ်ပါလိမ့်မယ် Vitamin D Series မှာ တချင်းဆက်လေးဘုတ်ပါဝင်တယ်လို့သိရပါဗျ။အရင်ကတော့ပရိသတ်တွေကတိန်လင်းဆိုးလို့ပဲလူသိများကြပေမဲ့သူ့ရဲ့အမည်ရင်းဖြစ်တဲ့တိန်လင်းဆိုတဲ့နာမည်နဲ့ပဲလာမယ့်အမှုပညာရှောင်းလန်းတွေမှာဆက်လက်ရှောင်းလန်းသွားမှာဖြစ်ပြီးဇက်ကားတွေလည်းရိုက်ကူးဖို့အစီအစဉ်ရှိသေးတယ်လို့တေးသန့်ရှင်တိန်လင်းကပြောပြခဲ့ပါဗျ။